ာသမီးလေးကတယောက်တည်းရှိရကျွန်မသမီးလေးပြီးထီတော်သူကရောက်သွားပြီဖမောကအဲ့ဒီဖုန်ကြီးကကျွန်မသမီးလေးထီတော်ရောက်သွားပြီအခု70နာရီတောင်ဝဲတော့မယ်ဒီချိန်မှာအလူထွက်ခံနေတယ်ဆိုမှတော့ကျမတို့ကတော့သဘောပေါက်တယ်ဒါပေမဲ့စကားတွေရှေ့ရှေ့မေးမေးမပြောချင်လို့ကျွန်မသူ့ကိုတထောင်အလူငွေပေါ့နော်တထောင်ထုတ်ပေးလိုက်တာတထောင်ထုတ်ပေးလိုက်တာကိုကျွန်မလက်ထဲကနေဒီလိုဇိုးဇိုးဆက်ဆက်ဆွဲယူသွားတာအဲ့ဒီပတ်စံကို तू ကကျွန်မအိမ်ရှိအမိုက်တောင်းမှသွားပြီးမှအကုန်လုံးဖျဲလိုက်တာဒီမှာဒီလိုကြီးကြီးမောမောကိုဖျဲပြစ်တာနော်ဒီမှာ ပစံကိုဖျဲပြီးအမိုက်တောင်းနဲ့ပြစ်ပြလိုက်တယ်နော်အမိုက်တောင်းနဲ့ကိုပြစ်လိုက်တယ်ဒီဖုံးကြီးကမင်္ဂလာပါကျွန်တော်ကွီးစောပါအချင်းချင်းခါခါသတိပေးနေတဲ့ကိစ္စလေးတစ်ခုကိုပဲထပ်ပြီးတော့သတိထားဆင်ခြင်မှုအတွက်ဖြစ်စဉ်လေးတစ်ခုကိုပြန်ပြီးဝေမျှလိုက်ပါတယ်အဲ့တော့ဒီဟာလေးကိုကျွန်တော်တို့နားထောင်ကြည့်အောင် ကဲပြောပြအောင်မယ်အခုလေးနေမယ်ဖြစ်သွားတဲ့ကိစ္စနော်တကယ်ချင်းတို့ရေအားလုံးတတိထားရအောင်လို့ကျမပြောပြပေးမယ်နော်အခုလေးနေမယ်ဖြစ်သွားတာဖုံကြီးကျမဝိယုံအပြည့်နဲ့တင်ကန်းအပြည့်နဲ့ပေါ့နော်ဖုံကြီးကျမ ကျမအိမ်ထဲကိုဇိုးဇိုးဆက်ဆက်နဲ့ဝင်ချသွားလိုက်တာကျမကဆုံဆုံတော့ကျမအိမ်ကက်ရက်မှာလဖေးဆိုင်တစ်ဆိုင်ရှိရဲ့အဲ့လဖေးဆိုင်မှာကျမအိမ်အယောင်းဝယ်ကိစ္စလေးပေါ့နော်ဘယ်အိမ်လေးရောင်းဖို့ရှိလဲဘာညာနဲ့အဲ့ဒီကိုအဲ့လိုအိမ်ရောင်းဝယ်ကိစ္စလေးတွေစကားပြောနေတဲ့ချိန်မှာကျမအိမ်ထဲမှာကျမသမီးလေးတယောက်တည်းပဲရှိတာ 侬 N G 里靠你呀，阿那是碰你的妈的，说说说真的。a 年就万五千多啊，怎么都没天钓了被洗了？怎么辛苦路年年年年年年，哎，你不是这样的差的嘛？怎么 a 年五万差了？a 年五万差了的，怎么多？怎么都没得变嘛？一年一年的变，怎么来变来哟？直接变出来哪个表？怎么表把把把给上西路来，把红边了没了的，把红边把跟上西路来了，表着。 ။ဘာကိစ္စမှမရှိပါဘူးတဲ့။အဲ့ဒါဆိုရင်ပုံပုံပြပါပြတော့ဒီလိုအိမ်ထဲကိုတို့ကျမတို့အိမ်ထဲကိုဝင်သွားတာလို့အဲ့လိုမျိုးမေးတော့အလူခံကျင်တာနဲ့ကျမပုံပုံအားတဲ့ကျိုင်းတုံအားတဲ့ကျိုင်းတုံကိုပြန်ကျင်လို့အလူခံတာပါတဲ့။လမ်းစရိတ်မရှိလို့အလူခံတာ။အဲ့ဒါဆိုလေပုံပုံတို့အိမ်ရှိမှာပဲ ဟိုရက်နေပေါ့နော်အိမ်ရှိမှာပဲအလူခံတင့်တယ်လို့အိမ်ထဲထိကျမသမီးလေးရှိတဲ့နားထီးကိုမမဝင်သွားတင့်ဘူးလို့ကလေးပဲတယောက်ပဲရှိတာလို့မဝင်သွားတင့်ဘူးလို့အိမ်ရှိမှာပဲရက်ပြီးမှအလူခံတယ်ဆိုတာလေးကိုပြောပြတင့်တယ်လို့အဲ့လိုမျိုးလဲပြောလိုက်ရောအဲ့ဒါနဲ့ကျမတွေနေပြောအဲ့လိုပြောလိုက်ရောဘာမှပြန်မပြောဘူးမျက်နှာရက်ထန်ထန်မမာနဲ့နော် မျက်နှာထက်နမမာနဲ့အဲ့ဒါနဲ့ကျမလေးနေပြပမုံတော့အဲ့လိုအိမ်ထဲဝင်လာတော့ကျမမကြိုက်ဘူးလို့ကျမနော်တခါပဲပြောတာပါနော်ပမုံအိမ်ထဲဝင်လာတော့လို့တပည့်တော်မှမကြိုက်ဘူးလို့ပမုံအလူခံကျင်တယ်ဆိုလဲလို့အပြင်မှာပဲ ိမ်ရှိလေးမှပဲမတက်ရပါပေါ့နော်ကျွန်မအိမ်ရှိနော်ကျွန်မအိမ်ရှိလေးမှပဲမတက်ရပါပေါ့နော်မတက်ရပြီးမှအလူခံပါလေဆိုပြီးပြောပါပြောရမှာပေါ့နော်အဲ့ရသမီးလေးကတိောက်တဲ့ရှိရကျွန်မသမီးလေးပြီးထီတော်သူကရောက်သွားပြီဖုံဖုံကအဲ့ဒီဖုံကြီးကကျွန်မသမီးလေးထီတော်ရောက်သွားပြီအခု70နာရီတောင်ဝဲတော့မယ်ဒီချိန်မှာအလူထွက်ခံနေတယ်ဆိုမှတော့ကျွန်မတို့ကတော့သဘောပေါက်တယ်ဒါပေမဲ့စကားတွေရှိရှိမင်းမင်းမပြောချင်လို့ကျွန်မသူ့ကိုတထောင်အလူငွေပေါ့နော်တထောင်ထုတ်ပေးလိုက်တာတထောင်ထုတ်ပေးလိုက်တာကိုကျွန်မလက်ထဲကနေဒီလိုဇိုးဇိုးဆက်ဆက်စွဲယူသွားတာ ်နော်တထောင်ကိုဒီလိုမျက်နဲ့ကြောတင်းတင်းနဲ့ဆိုးဆိုးဆက်ဆက်ဆွဲယူရပြောဖုန်ကြီးအမှန်တကယ်ဆိုရင်ဩဘာလိဘာဖြစ်ပါစေဘာဖြစ်ပါစေပြောဆုတောင်းပေးမှာအလူပေးအလူခံလိုက်တော့ကျမတို့လည်းကျမတို့အော်ဘောတထောင်ဆိုတာတထောင်ပဲကျမလည်းပေးလိုက်တာတထောင်ပဲတထောင်ဆိုတာကလည်းကိုရဲ့တဒါတဒါရှိသလောက်ပေါ့နော်တထောင်ပေးလိုက်တာအဲ့ဒီပတ်စံကို तू ကကျမအိမ်ရှေ့အမိုက်တောင်းမှာသွားပြီးမှအကုန်လုံးဖြဲလိုက်တာဒီမှာဒီလိုကြီးကြီးမောမောကိုဖြဲပြစ်တာနော်ဒီမှာ ပစံကိုဖြဲပြီးအမိုက်တောင်းနဲ့ပြစ်ပြစ်လိုက်တယ်နော်အမိုက်တောင်းနဲ့ကိုပြစ်လိုက်တယ်ဒီဖုံးကြီးကအမိုက်တောင်းနဲ့ကိုပြစ်ပလိုက်တာရှင်ဒီလိုချီချီမွမွဖြဲပြီးမှနော်ဒါလာဖုံးကြီးအစ်စ်လာအတူလာခွဲခြားပေးလိုက်တော့ဟုတ်ကဲ့ပါဒီလိုပြစ်စင်တွေကတနိုင်ငံလုံးမှာကြုံတွေ့လာရပါပြီအဲ့တော့ဖုံးကြီးအတုတွေဖုံးကြီးအတုတွေကိုသတိထားကြပါဆိုတာအချင်းချင်းခါခါကျွန်တော် channel မှာလည်းပြောနေပါတယ်အခုဆိုရင်အိမ်မော်ထီတောင်တက်လာပြီအဲ့တော့ကျွန်တော်တို့လူမျိုးတွေကတခု ပြဿနာရှိတာကသင်ကန်းဝစ်ထားလို့ရှိရင် မပြောရဲမဆိုရဲဗျသင်ကန်းဝစ်ထားတဲ့ဘုံကြီးတစ်ပါးကိုတွေးလိုက်ပြီဆိုတာနဲ့ယဟန်တူလားယဟန်စစ်လားသူတို့ခွဲခြားမနေတော့ဘူးသူတို့ယုံကြည်လိုက်တော့တာကိုးကွယ်လိုက်တော့တာသူတို့ဂုံဥချဖို့ဝင်မလေးတော့တာဒီဘုံကြီးကတန်ဃာတုဖြစ်နေတာလားဒီဘုံကြီးကသင်ကန်းခြုံပြီးတော့အရေးခြုံပြီးတော့လှုပ်ရှားနေတာလားငါတို့ကိုဒုက္ခပေးမှလားဒါမျိုးတွေမစင်စားတော့ဘဲနဲ့ကျွန်တော်တို့လူမျိုးတွေက ငရဲကြီးမှကြောက်တာအကုသို့ဖြစ်မှကြောက်တာနဲ့ပဲခဏခဏပြဿနာတွေတက်နေကြတယ်ဗျပတ်စံကိုလေဒီလိုဒီလိုစုပ်ဖြဲသွားတာเนาะအဲ့ပုံမောကเนาะစောစောတော့အပိုင်းလေးပြန်ဆက်มาပေါ့เนาะဒီလိုဒီလိုကျမဒီမှာကြည့်ကျမမတီးဘူးတော့အဲ့ဒါတော့မသူဒီကျမအိမ်ရှိမှာကျမကားလေးကကွဲနေတယ်ပေါ့နော်ကျမကားလေးကပေါ့နော်ကျမကားလေးကအိမ်ရှိမှာကားထိုးရက်ထားကျမခုကဆိုင်ပိတ်ထားလားဆိုင်ပိတ်ထားလားကျမအိမ်ကဆိုင်ပိတ်ထားတာဆိုတော့ကျမသမီးလေးတယောက်ပဲရှိရအောက်ထပ်မှာ ီအောက်ထပ်မှာဆိုင်ရပိုက်ထားတယ်ဒီမှာကြည့်ဆိုင်ရဆိုတာပစ္စည်းတွေအကုန်လုံးအောက်ထားဆိုင်ပိုက်ထားတာဆိုင်ပိုက်ထားတာဆိုတော့ကျမသမီးလေးတယောက်ပဲရှိရအောက်ထပ်မှာအဝတ်ကလေးခောက်နေတာအဝဲကောက်နေတာဆိုတော့သူကအဲ့လိုမျိုးဝင်လာတယ်အိမ်ရှိမှလည်းကျမကားထိုးထားတယ်ကားထိုးတာတော့အဲ့ကားပေးသားမှဖြစ်သွားတာဆိုတော့ဒီပတ်ဆံကိုဖြဲပြီးမှသူကဟိုဘက်ချမ်းမှကားရဲ့ဟိုဘက်ချမ်းမှသူအမိုက်တောင်းရှိရကျမတို့အိမ်ရှိမှအမိုက်တောင်းအဲ့အမောက်တောင်းတော့မှသူပြစ်သွားတာကျမမသိဘူးတော့ကျမမသိဘူးအဲ့ဒါနဲ့ ပြည့်သွားတာမှဒီမှာကြည့်เนาะဒီလိုလေးဖြည့်သွားတာဒါမြန်မာပြည်မှာနေပြီးမှဗမာငွေကိုမြန်မာငွေကိုတန်ဖိုးမထားတော့ဘုံကြီးဒီလိုကိုတဆစီကို ဖြည့်သွားတာဒီမှာကြည့်เนาะ तू อ่ะใจตรงอ่ะลาเด้เนี่ยใจตรงก็เปลี่ยนจินโหแหละจม้าลูกเปียวเมจม้าดิจม้าမျိုးသားดิใจตรงตาจม้ารู้ดิตาฉีเล่มมาနေတယ်มันตะเล่มมาแลနေတယ် ကျမအိမ်ဒီတာချီလိုက်မှာလည်းရှိတယ်ရှမ်းပြည်နယ်အရှေ့ပိုင်းတာချီလိုက်မှာလည်းရှိတယ်ကျိုင်းတုံမှာလည်းရှိတယ်မန္တလေးမှာလည်းရှိတယ်ကျမပြောပြချင်တာကကျမတို့ရှမ်းပြည်နယ်အရှေ့ပိုင်းဒီရှမ်းလူမျိုးတွေဒီအလူအဒားမှာအရန်ရက်ရောတယ်အလူအဒားအရန်ရက်ရောတယ်တကယ်တော့ဒီဖုံကြီးဒီအမှန်တကယ်ကျိုင်းတုံကဆိုရင်သူဒီလမ်းစရိတ်မရှိဘူးဆိုကျိုင်းတုံကသူခင်ရမင်ရကိုလမ်းဖုံးဆက်လိုက်ရင်တော့မှာ လုံးဝချက်ချင်းငွေလွဲလာပြီးတော့မှသူပြန်နဲ့ပြန်နဲ့လမ်းစရိတ်ကိုချက်ချင်းပေးမှကျမတို့အသိတယ်ကျမတို့ရှမ်းပြည်နယ်ကလူတွေဒီလူတာဆင်းရဲရင်ဆင်းရဲမယ်ရှမ်းပြည်နယ်ကအလူသားမှဆိုတအားရက်ရောတော့ရှမ်းလူမျိုးတွေမှာရောင်းတာဟင်းဒီဟင်းရွက်ကလေးပဲရောင်းတယ်ဖုံကြီးเจ้าမှာလူပဲဆိုရင်လေအာဟောอยู่လောက်အောင် လူတာ အလူသားမှာအယမ်းရရောတဲ့ကျွန်တော်တို့ရှမ်းပြည်နယ်ကအဲ့ဒါကြောင့်ဒီဖုန်းကြီးကတကယ်တော့ကျိုင်းတုံကဆိုရင်တူတာပြန်စရာလမ်းစိတ်မရှိဘူးဖုန်းလေးတစ်ချက်ဆက်လိုက်ရင်ကျိုင်းတုံကဘဒူမဆိုသူ့ကိုအလူဝင်ကချက်ချင်းလွှဲပေးမှာကျွန်မဒီပတ်ဆောင်ကိုဖြဲသွားလိုက်တာကျွန်မမသိဘူးနော်ကျမမြင်လိုက်တဲ့လူကချက်ချင်းပဲအမိုက်တောင်းတဲ့အဲ့ဒီကောက်ပြီးတော့မှအမအမပေးလိုက်တဲ့ပတ်စံတစ်ထောင်ကိုဒီမှာဖြဲပြီးမှပြစ်သွားတယ်တဲ့ ။ तू ကလေယူတဲ့ပုံစံကိုလူမိုက်ဒီဇိုင်းလူမိုက်ဒီဇိုင်းနဲ့ကျမစီကယူသွားပြီ။ဘာမှစုတောင်းပေးတာစုတောင်းပေးတာခံကျင်လို့မဟုတ်ဘူး။သူ့ရဲ့ဒီဇိုင်းကာလာကိုပြောပြတာဝိဝိယုံကြီးကိုဝှက်ထားပြီးမှလောက်တဲ့ပုံစံအချိုးမပြေတာကိုပြောပြတာနော်အားလုံးသိအောင်။ဟုတ်ကဲ့ပါ။အဲ့ဒါကိုအေးယူဖို့အပူတမင်းလိုနေပါပြီ။ဘာဖြစ်လို့လဲဆိုတော့နေရာတော်တော်များများမှာဘုန်းကြီးတို့ယဟန်တို့တွေနဲ့ပတ်သက်ပြီးတော့ပြဿနာတွေတောက်လျှောက်တောက်လျှောက်ဒီနှစ်ပိုင်းတွေမှာတက်လာတယ်။ ရိုးရိုးဝင်းနီးနဲ့မညီတာမဟုတ်တော့ဘဲနဲ့လူမိုက်ဆန်ဆန်ရန်ကားတဲ့ပုံစံမျိုးတွေအဲ့တော့ဒူးဆက်မှုကျူးလွန်တဲ့ပုံစံမျိုးတွေဖြစ်လာနေပြီ။သင်္ကန်းဝစ်လိုက်တာနဲ့လူတွေရဲ့ယုံကြည်မှုတစ်ခုကိုရသွားပြီဆိုပြီးတော့လှုပ်ချင်ရလှုပ်နေတဲ့ဘုံကြီးအတုတွေအများကြီးဖြစ်နေတာပါ။အခုနောက်ပိုင်းလူတွေကလည်းဘာလို့တင်လဲဆိုတော့သင်္ကန်းဝစ်ဓာတ်တိုင်းဘုံကြီးအစ်စ်လို့မထင်ပါနဲ့တော့။အဲ့တော့ဒီဥစဉ်ကတကယ်ကော ယဟန်အစ်စ်တန်ခါအစ်စ်ဖြစ်ရဲ့လားတကယ်ကောဝီနီတိတ်ခါနဲ့ညီရဲ့လားဘယ်အချိန်မှလူခန့်နေတာလဲဘလူနီယာတွေကိုတွားနေတာလဲတင်ငန်းကဘလူဝစ်ထားတာလဲဘလူပုံစံမျိုးနဲ့လူခန့်တာလဲဒါတွေကိုလေ့လံသုံးသပ်ပြီးတော့ယဟန်တုယဟန်စ်ဘုံကြီးတုဘုံကြီးစစ်ဆိုတော့ကိုခွဲခြားပြီးတော့မှလူတင်တာလူပါကြီးညိုတင်တာကြီးညိုပါအဲ့လိုမှမဟုတ်ဘူးဒီဘုံကြီးကဒီတန်ခါကတန်တရားဖြစ်เสียဘုံကြီးတုဖြစ်နေတယ်ဒီတန်ခါကတော့ပြဿနာရှိနေတယ်ဆိုလို့ရှိရင် တပုံမှတ်တမ်းဖြစ်ဖြစ်ဗီဒီယိုမှတ်တမ်းဖြစ်ဖြစ်ယူထားပါဖြစ်နိုင်လို့ရှိရင် line ပေါ်ကတင်လိုက်ပါဗျာဘာဖြစ်လို့လဲဆိုတော့အခုဟာကရဟန်းတုတန်ခါတုတွေ့လို့ရှိရင်ဘယ်တိုင်လို့တိုင်ရမလဲမသိဘူးဗျတိုင်ပြန်တော့လေအရေးယူမယူကမသေးကြပြန်ဘူးဗျအဲ့တော့ဒီနိုင်ငံမှာကရဟန်းတုတန်ခါတုတွေနဲ့ပတ်သက်ပြီးတော့ပြဿနာကချက်ချင်းတယောက်တည်းအရေးယူမှုကိုတေချာကိုမတွေ့ရသေးတာဘယ်ကိုတိုင်လို့တိုင်ရမလဲမသိဘူးအဲ့တော့လောလောဆယ်ဒီလိုအခြေအနေမျိုးမှာရှိရတဲ့အတွက်ကြောင့် ဟန်တုတန်ဃာတုတန်ရရှိပြီဆိုတာနဲ့ဗီဒီယိုမှတ်တမ်းတစ်ခုကိုယူထားတဲ့နေလို့ထင်ပါတယ်။ဒါတွေကကျွန်တော်တို့ရဲ့ဗုဒ္ဓဘာသာအတွက်ကျွန်တော်တို့ရဲ့သာသနာအတွက်အကုန်လုံးဝိုင်းဝန်းထိမ့်သိမ့်တဲ့သဘောတက်ရောက်တယ်လို့ကျွန်တော်ကတော့ယူဆပါတယ်။အဲလိုမှမဟုတ်ပဲဒါတွေကိုလွှတ်ပေးလိုက်မယ်ဆိုလို့ရှိရင်ဒူးစီရိုက်ကောင်းနေလူလိန်နေလူညာတွေတကူကြဘိုးတွေအကုန်လုံးသင်္ကန်းစီးပြီးတော့ဒူးစီရိုက်မှုတွေတောင်းလျှောက်ကျူးလွန်သွားပါလိမ့်မယ်။အခုလည်းတဖြည်းဖြည်းအဲလိုမျိုးဖြစ်နေတာပါ။အဲ့တော့ရာဇဝတ်ကောင်းနေဒူးစီရိုက်ကောင်းနေ တခိုးတွေကြဘိုးတွေကပြဿနာတခုကရှောင်လဲနေတာပဲဖြစ်ဖြစ်ရုပ်ဖြတ်နေတာပဲဖြစ်ဖြစ်သင်ငန်းဖမ်းပြီးတော့ခြုံလိုက်တာအရေးခြုံလိုက်တာအခုအဲ့ဒါမျိုးကလွယ်လွယ်ကူကူနဲ့ဒူးဆိုင်မှုတွေကျူးလွန်ဖို့အတွက်ပြဿနာတွေကနေပုံအောင်ဖို့အတွက်လွယ်ကူလင်မြန်တဲ့ပုံအောင်တဲ့ပုံစံလူတွေရဲ့ယုံကြည်မှုကိုယူလိုက်တဲ့ပုံစံမျိုးဖြစ်နေတာအဲ့တော့အဲ့ဒါကိုသတိထားဖို့လိုတယ်ဗျအဲ့တော့ဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ကျွန်တော် viewer တွေလည်းသတိထားဆင်ခြင်နိုင်ဖို့အတွက်ပြန်လည်ဝေမျှခြင်းဖြစ်ပါတယ် အဲ့တော့ကျွန်တော်တို့လူပါဝင်ချင်းလူပေါင်းမှာတင်ငန်းဝေထားတဲ့ဂရုံးတုံးထားတဲ့ဆိုတိုင်းတန်ခါအစ်စ်မထင်ကြပါနဲ့တန်ခါတုတွေရန်ကိုပေါများတောင်းချမ်းနေပါလေအဲ့ဒါတွေကိုထိထိရောက်ရောက်အေးယူဖို့ဒိုဘီဆိုတာကိုလည်းကျွန်တော်တို့ပြောချင်ပါတယ်ပြီးတော့ကျွန်တော်တို့ပြည်သူတွေလည်းဂုံဥချနိုင်မဲ့စာတန်ခါတုလားတန်ခါစစ်လားခွဲခြားပြီးတော့ကျွန်တော်တို့သာသနာအတွက် မဟုတ်တဲ့အတုအယောင်တွေကိုစစ်ထုတ်ဖို့ကျွန်တော်တို့သာသနာအတွန်းရှည်ဖို့ဝိုင်းဝန်းစူးစမ်းဖို့လိုတယ်လို့ကျွန်တော်ကတော့မြင်ပါတယ် ကျေးဇူးတင်ပါတယ်ဒီနေ့တော့ဒီလောက်ပါပဲဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့အားလုံးနဲ့သတိထားဆင်ခြင်နိုင်ကြပါစေခဗျာကျေးဇူးတင်ပါတယ်ကျွန်တော်ကွီးစော်ပါ